အဲ့တော့ prerequisite ကပါလဲဆိုလို့ရှိရင် German စာ A1 A2 လောက်ရှိရှိရှိ English က B2 ရှိရမယ်ပေါ့ဟုတ်လားအဲ့ Germany မှာ chapter code card နဲ့ပတ်သက်ပြီးတော့ဒီနေ့ English ကနေဒီ shipping ကြီးပြပြသွားမယ်။အဲ့ဒါဘာလဲဆို opportunity card လို့ခေါ်တယ်။ opportunity card ဆိုတာဘာလဲဆိုလို့ရှိရင် ဟိုကိုကပေါ့နော် professional တယောက်ဘွေရပြီးရတူတယောက်ဂျမ်နီမှာသွားပြီးတော့ဟိုကအလုပ်တော့ရှာမယ် full time အလုပ်တော့ရှာမယ် professional အလုပ်တခုကိုကဟလာ IG တမားပဲဖြစ်ဖြစ် programmer ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ပေါ့ကိုကဟိုမှာအလုပ်တော့ရှာမယ်ဆိုတော့ဒီ opportunity card လို့ခေါ်တယ်အဲ့ဒီ visa ကိုရှောက်ရမှာပေါ့ဂျမ်နီမှာအဲ့ဒါဟိုအဲ သွားသွားဖို့တော်တော်စိတ်ဝင်စားတဲ့သူတွေရှိတယ်။အဲ့တော့ဒီကနေပြီးတော့နည်းနည်းလေးဟိုအကျန်းလေးပြပြမယ်ပေါ့နော်။ဘာလေးလိုအပ်လဲဘာလဲဆိုတော့တော်လေး point base နဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီသူတို့ရဲ့ link လေးမှာပေါ့နော်။ချက်ပင်ကြီးဒီ post မှာ link လေးထည့်ထားပေးမယ်ပေါ့နော်။အဲ့တော့ဟိုအဲ့ဒီဟာဘာလေးလဲဆိုလို့ရှိရင်တော် visa တစ်နှစ်ရတာပေါ့နော်။ Chase Cottage ဆိုတာက visa တစ်နှစ်ရမယ်။ အဲ့ဟာတွားရှာတဲ့အလုပ်တွားရှာတဲ့ visa ဖြစ်တဲ့အကြောင်းမလို့ကိုက qualify ဖြစ်ကြောင်းလို့ပြတော့ပြရမှာပေါ့ Germany ကအလုပ်ကြီးလွယ်လေးတွေမှာမပါဘူးပေါ့နော်အရာအလုံးကမလွယ်ဘူးအဲ့တော့ကိုကဟို service ဆိုင်တဲ့နေပြင်ရမယ်ကိုမှရှိထားတဲ့ qualification ကိုရဲ့ language skills တွေတကယ်ရောအလုပ်ရှာမယ် တေးကြတယ်ဆိုလို့ရှိရင်ဒါတွေကပြအောင်ပြရမှာပေါ့နော်။ဂျမ်နီကအလောက်ကြီးလွယ်နေတယ်မှာမပါဘူးပေါ့နော်။အရာအားလုံးကမလွယ်ဘူး။အဲ့တော့ကိုကဟို service side နေပြင်ရမယ်။ကိုမှရှိထားတဲ့ qualification ကိုရဲ့ language skills တွေတကယ်ရောအလုပ်ရှာမယ်။အဲတေးကြတယ်ဆိုလို့ရှိရင်ဒါတွေကပြအောင်ပြရမှာပေါ့နော်။အဲ့တော့ uh prerequisite ကပါလဲဆိုလို့ရှိရင် German စာ A1 A2 လောက်ရှိရှိမရှိ English ကတော့ B2 ရှိရမယ်ပေါ့ဟာလားအဲတစ်ချက် the language အရာပေါ့နော်နောက်ပြီးတော့ဘုမအလုပ်တော့ရှာမယ်ဆိုတော့အလုပ်မရှိသေးဘူးပေါ့ကွာအလုပ်ရှာမယ်ဆိုလို့ရှိရင်ကိုကဘုမနေဖို့စာဖို့ကိုကတက်နိုင်တယ် effort ဖြစ်တယ်ဆိုတော့ပြဖို့အတွက် dollar ကိုယူ1029ကို12လနဲ့မြောက်ပြီးတော့ blocked account ပြရတယ်ចောင်းတက်တဲ့သူတွေလိုပဲပြရတယ်ပေါ့နော်အဲတစ်ချက် အာနောက်ပြီးတဲ့ခါကျလို့ရှိရင် the step by step ပေါ့နော်အဲ့မှာ point based လေးတွေမှာလေဝင်ဖြည့်လိုက်ဘယ်တော့မှမကြောက်အရန်လွယ်လေပေါ့နော်အသက်အရွယ်ကန့်တတ်ထားတာရှိလားဆိုလို့ရှိရင်အသက်အရွယ်ကန့်တတ်ထားတာမရှိဘူးဆိုပေမဲ့ဟို35 40လမ်းလောက်ဆိုအကောင်းဆုံးပဲ under 35 flow ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေနိုင်မယ်လို့ထင်တယ်ပေါ့နော်အဲပြီးတော့ကိုကကိုမှာ qualification ပေါ့ဒီ degree ရှိထားရမယ် degree ကအနည်းဆုံး at least တော့2နှစ်လောက်တော့ရှိရမယ်ဒါပေမဲ့ Germany မှာကျောင်းတက်တာပဲဖြစ်ဖြစ်ဒီလို ဟို opportunity card တိလျှောက်တာပဲဖြစ်ဖြစ်အဲကိုကသူတို့ရဲ့ဒီ German education နဲ့ကိုက်ညီတဲ့ဟာလိုမျိုးပေါ့ဟာလားအဲ့မျိုးကိုကဟို qualify ဖြစ်ကြအောင်ကိုပြရမယ်ဆိုတော့ evaluate လုပ်ရတာဒီပါကောင်းပါလိမ့်မယ်အဲ့တော့ဟို statement of comparability ဆိုတဲ့အဲ တခုတော့လောက်ရတယ်ပေါ့ကိုယ့်ရဲ့ဒီ German education နဲ့ရှင်လိုက်တဲ့ခါမှာကိုဘယ် level မှာရှိလဲ qualify ဖြစ်ရလားဆိုတော့စစ်ဖို့အတွက်ပေါ့နော်အဲ့တော့အဲ့ဒီဟာကြီးလည်းစစ်ရတယ်အဲ့ဒီဟာစစ်တဲ့ခါမှာအမှန်ဆိုတော့ကျွန်တော်ကဒီ master တက်မယ် US မှာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်လို့ချက်ပြီးလို့ရဲ့ဟိုကျောင်းသားကြီးရဲ့ certificate တွေကို evaluate လုပ်တယ်လို့မျိုးပဲ US master တက်လို့ရှင်လုပ်တယ်လို့ပဲဒီမှာလည်းလုပ်ရတာမျိုးတွေရှိတယ်သူတို့ရဲ့ဒီပေါ့နော် website မှာတွားပြီးတော့လုပ်ရတာပေါ့အဲ့ဒါဘာတော့ euro 200ကျော်လောက်တော့ကျတယ်ပေါ့နော်အဲ့ဒါ service center လောက်ရတာတကယ် headache ပါသေးလားတကယ်ခက်ခဲတယ်တွေမှာပါတယ်ဒါပေမဲ့ခက်ခဲတာကိုကြိုက်ရမယ် challenge ဖြစ်တာကိုဟိုကိုယ်ကိုယ်တိုင်က willingly take လုပ်နိုင်ရမယ်အဲ့ဒါဆိုလို့ရှိရင်ဟို အဆင်ပြေသွားနိုင်မယ်လို့တော့အကြံပေးခြင်းနဲ့ပါပီးခြင်းနဲ့ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ service side တန်းဒီအကုန်လုံးကကိုကဗမာပြည်ရဲ့ယူထားတဲ့ဘွဲလားဒါမှမဟုတ်လို့ရှင် UK ဘက်ကယူထားတဲ့ဘွဲလားအဲဒါတွေကိုကတင်ပြီးတော့မှ check လုပ်ရမှာဖြစ်တယ်ပေါ့နော်အဲတစ်ချက်တော့ရှိရဲ့အဲ့ဒီ university နဲ့ပတ်သက်တဲ့ဒီ credential တွေပြရမယ်ခုနပြောတဲ့ language ပေါ့ဟုတ်လား IELTS ဖြေထားတာမျိုးတော့လည်းကောင်း B2 လောက်တော့ရှိမှရမယ်လीနော် ဒါမဲ့ German စာတက်တယ်ဆိုလို့ရှိရင်တော့ကိုအဆင်ပြေတယ်။ဘာကြောင့်လဲဆိုဟိုဘက်မှာ German company မှာတော့ရှောက်မှာဖြစ်တဲ့အတွက်ကြောင့်တချို့ကြတော့လေဟို English လိုကောင်းကောင်းပြောနိုင်တဲ့သူတွေခေါ်တာမျိုးတွေလည်းရှိတယ်။ဒါက German မှာမဟုတ်ဂျပန်မှာဆိုလဲဟို Tokyo လိုဘာလို့မှာဆိုလို့ရှိရင်တကယ်အလို England company ဆိုလို့ရှိရင်ဂျပန်စကားတက်စရာမလိုဘူး။တကယ် English ကောင်းကောင်း level မြင့်မြင့်ပြောနိုင်လို့ရှိရင်အဆင်ပြေတယ်သူတို့မှာတခြား language နဲ့ပတ်သက်တဲ့ဂျပန်စကားပြောတတ်တဲ့သူတွေဆိုလို့ရှိရင်ရှိရတဲ့အတွက်ကြောင့်မလို့ကို English သာကောင်းလိုက် ရတယ်။ဂျာမနီမှာလည်းအဲ့လိုလုပ်နေတဲ့သူတွေလည်းရှိတယ်ပေါ့နော်။ဆိုတော့ခုနပြောရတဲ့မှာအဲဒီ certification check လုပ်တာတွေပါတယ်။ evaluate လုပ်တဲ့ဟာပေါ့နော်။အဲ့ evaluate လုပ်တဲ့ဟာ euro 200ကျော်200ရှစ်လာမသိဘူးလို့ရှိတယ်။အဲ့နောက်ပြီးတဲ့ခါကျရင်ကိုယ့်ရဲ့ English နဲ့ပတ်သက်တဲ့ level ကိုပြရမယ်။နောက်အဲဒီဒီနောက်တစ်ခုကကြတော့อืม um 6 points လောက်တော့ရှိရမယ် point base ကိုသူတို့ရဲ့ website မှာ set တဲ့အခါမှာအဲ make it in germany ဆိုရဲ website မှာသူက set လို့ရတယ်အဲ website ထည့်ထားပေးမယ်အဲ့ဒီမှာ6 points လောက်တော့ at least တော့ရမယ် uh, for example ကိုယ့်အနေကိုပဲအဲ uh, စစ်တယ်ဆိုရင် Champion League ဆို qualify ဖြစ်တယ်။ Champion League ဟာလာဂျပန်ယူထားတဲ့ပွဲတွေရှိရဲ Champion ဖြစ်တယ်။ UK ကယူထားတဲ့ဟာတွေရှိရဲ Champion ရဲ့ language level ထည့်လိုက်တဲ့ခါမှာ Champion League point လေးရကြတယ်ပေါ့နော်။ဒါပေမဲ့ German စကားကတော့မတက်ဘူး။အဲ့ဒါပေမဲ့ English ကတော့ level မြင့်မြင့်ရထားတာဖြစ်တဲ့လို့ကြောင့်မို့လို့အဲ qualify ဖြစ်တယ်။အဲ့ကိုကလည်းဒီလိုပဲကိုမှရှိထားတာဗမာပြည်ရဲ့ဘွဲဆိုလို့ရှိရင်လည်း evaluate တော့လုပ်ရမယ်။ German education နဲ့တိုက်ကြည့်ရမယ် comparability ဘယ်လောက်ရှိလဲဆိုတာကိုကြည့်ရမယ်ပေါ့နော်။တကယ်တမ်းအဲ့ transcribe ကို I so, um, seventy-eight လျှောက်မယ်ဆိုလို့ရှိရင်အမ်ဟိုပါလေ78 euro လာမတည်ဘူးရှိတယ်70 70, 75 hmm ခဏလေးချက်ပြီးဒီမှာကြောင့်ချက်ပြီးမယ်75 euro she, yeah, uh, be အရှိရနောက်ခုနပြောရ blocked account လို့လေ minimum level of b2 minimum level of a1 german a1 english minimum b2 အာ higher ဖြစ်ရင်ပိုးတောင်ကောင်းနေတယ်ပိုပြီး impression ကောင်းနေရနိုင်ကြည်များတယ်เนาะအာဆိုတော့ဒီမှာချက်ပြီးတခါလေးဖတ်ပြနေရပေါ့เนาะအသူပြောထားခုန ability လောက်ရရှာလေးဒီမှာသူရေးထားတာပါလေ professional qualification positively recognized by the BIBB from a German Chamber of Commerce abroad, AHK of category. And so, the Funabury Evaluate two years training at least. Yeah. the Kare Bureau at the Central Office for Foreign Education so Z Z A B Lubia Z Z Lula Kare Z A B any matua bio apply lubu ya ada ada ne ya jolau tua ma. Oh, ကိုရထားတဲ့ပွဲရလဲအ qualification obtained in germany or full equivalence of qualification obtained abroad အဲ့အဲ့ဒါတော့ဟိုအဖြစ်မှရမှာပေါ့နော်ကိုက်ညီမှရမယ် language ပါပြီးပြရမှာကဒီမှာက1027 euro per month yeah အဲ့ဒါပြရမယ်ပေါ့နော်အကယ်၍ကိုကဟိုဘက်ရောက်သွားပြီဆိုရင်မလုပ်လို့ရလဲဆိုရင်အလုပ်ရှာနေတယ်မရသေးဆို part time night 20လောက်လို့ရတယ် နိုင်20လုပ်လို့ရတယ်နောက်ပြီးတော့ကိုတကယ်အလုပ်ရပါပြီဆိုလို့ရှိရင်တဲ့ residence permit ကိုဟိုဘက်မှာပြန်ပြောင်းမယ်ပေါ့နော် apply for a residence permit in germany after successful job search um အကူအ home address ကို register လုပ်ရမယ်တဲ့ germany မှာပေါ့နော် residence registration office မှာတဲ့ happy book an appointment at the com competent foreigners authority appointment you are me အဲပြီးလို့ရှိရင် uh, mm -hmm. documents တွေပေါ့အလုံး offer ရထားတဲ့ဟာတွေကိုပြရရမယ်ပြီးတော့ after successful job search switch from the opportunity card to a residence permit for the purpose of employment or apply the extension of the opportunity card or extension လဲ apply လုပ်လို့ရတယ် fees may add up to 100 euros they တဲ့နော်အဲ့တော့တရားလောက်တော့ထပ်ပြီးပြရမယ် yeah so လူတယောက်ကန်ဆယ်မပြောနိုင်အောင်ဒါပေမဲ့ ကံဆိုတာဘယ်တော့လာမှမသိဘူး consistent ဖြစ်တာမြဲတာကိုယ့်ရဲ့ကြိုးစားမှုဖြစ်တဲ့အတွက်ကြောင့်မလို့ကြိုးစားနေတဲ့သူတိုင်းအတွက်ကတော့ကိုလိုချင်တာရကျင်လဲရသွားမယ်ကြိုးစားလို့ဒါပေမဲ့ကိုကြိုးစားပြီးမရလာတဲ့ခါကျရင် ကိုကြိုးစားထားတာတွေကဟိုအရာထင်လာဖို့အတွက်ကဒီတစ်ခုမရရင်နောက်တစ်ခုနောက်တစ်ခုနောက်တစ်ခုဆိုတာမျိုးလည်းရှိနိုင်တာပဲချက်ပြီးကတော့အလိုပဲအကုန်လုံးအားပေးတယ်ကိုတွေလည်းဒီလိုပဲချက်ပြီးကတော့မ fail ဖြစ်တာလည်းရှိတယ်လို့ successful ဖြစ်တာလည်းရှိရပဲ opportunity card ကို ရေးလဲစိတ်ဝင်စားရတယ်ဟာကိုကဗမာပြည်မှာကျွန်မ accountant ကျွန်မဘယ်နှစ် network experience တွေရှိတာဟာကျွန်မကတော့ကျွန်တော်ကတော့ IT လုပ်နေတာဘလောက်ကြာပါပြီဗျာဆိုရှောက်ကြည့် opportunity card ကိုအဲကျွန်ပြီးလို့အဲ့ဒါနဲ့ပတ်သက်ပြီး service ပြဘူးလားပြောကြတယ်အမ်ဒီကတိတိဆိုင်ဆိုင်ဆိုရင်လာမေးကြည့်ချက်ပြီးငါက research လုပ်ရတာကြိတ်တယ်ချက်ပြီးအဲ့ဒါနဲ့ပတ်သက်အလုပ်လုပ်ရတာမြန်အခုဆိုချက်ပြီးတစ်ခါရဖတ်တစ်ခါရပြောတာပေါ့နော် မှားမှလည်းဆိုးလို့အလွတ်လည်းမပြော script လည်းမရေးဒီတိုင်းတစ်ခါရဲ့သူ website ကဟာကိုဖတ်ပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တည်ကြရဲတည်ကြရဲအဲ့တော့တကယ်ကြီးရှောက်ချင်တယ်ဆိုအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့လာမိကြတဲ့ Singapore တို့ Dubai တို့ဘက်မှာလည်း professional အဲ့လိုအဲ nurse လို့ပဲလို့ဆိုလဲ Singapore မှာ၈နှစ်၉နှစ် experience ရှိရလို့ချက်ပြီးနေ consultation ယူကြရတယ်တော်တော်များများအဲ့တော့တေချာအသေးစိတ်သိကျင်နေဆိုရင်လာမေးပါဒါပေမဲ့ဒီထက်အသေးစိတ်သိကျင်ရလဲမရှိတော့ဘူးပေါ့နော်ကုန်ကျစရိတ်တို့ lower data blocked account language တွေဘယ်လို evaluate လုပ်ရမလဲဆိုရဲဟာတွေပြောပြထားတယ်ကုန်ကျစရိတ်တွေပြောပြထားတယ်ဟိုဘက်ရောက်တဲ့ ठी ကို visa residence permit chain အရင်း ပြောပြထားတယ်ပေါ့နော်ဒါပေမဲ့ကိုတကယ်လုပ်တဲ့ခါကျရင်တိတိဆိုင်ဆိုင်ကတော့ကိုယ့်ဘက်ကိုနည်းနည်းတော့ဖတ်မှာပေါ့နော်ဟိုပြောသလိုပဲ research ကောင်းကောင်းလုပ်ကြပါလို့ပြောရင်ဒီ video ကိုအဆုံးသတ်လိုက်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ် opportunity card ဒီများများရှောက်နိုင်ပြီများများရကြပါစေနော် chip lu ရဲ့မြန်မာလူမျိုးတွေရဲ့ passport ကနည်းနည်းလေးဟိုနိုင်ငံတိုင်းမှာအနှိမ်ခံရတဲ့ဆိုတော့ညာလည်းပဲလူတွေကတော်တယ်စူးစားတယ်ဟာလားတော်ခြင်းမှလည်းတော်လိမ့်မယ်ဒါပေမဲ့စူးစားတဲ့သူအရင်များတယ်ကိုကဝိရိယအရင်ကောင်းတယ်ဒါပေမဲ့ဝိရိယအရင်ကောင်းနေမယ်ဉာဏ်မသုံးလို့တော့မ မရဘူးအဲ့တကြောင့်မလို့အကောင်းဆုံးညံအကောင်းဆုံးဝိရိယတွေနဲ့အကောင်းဆုံးကံတရားတွေပိုင်ဆိုင်နိုင်ပါစေလို့ဖန်နစ်ကချပင်ရဲ့ဆုတောင်းပေးလိုက်ပါတယ်အားလုံးမကျေးဇူးများကြီးတင်ပါတယ်ဘိုင်ဘိုင်